Hello hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စီးကြိုရှိတဲ့အမျိုးသမီးများတည်တင့်တည်တိုက်တဲ့အချက်ခုနှစ်ချက်ကိုပြောပြမှာဖြစ်ပါတယ်စီးကြိုရှိတဲ့အမျိုးသမီးများကသူများတွေထွက်ပို့ပြီးယူဆရပါတယ်ဒါပေမဲ့လည်းတိတ်လဲစိတ်မကူပါနဲ့တွေးတွင်းတရားဓာတ်ကိုတရားထိန်းထားနိုင်မယ်စမ်းမကြီးနဲ့ညီညွတ်အောင်စားမယ်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင်စမ်းစမ်းမမနဲ့ညီနေမှာဖြစ်ပါတယ်ပထမနံပါတ်1အချက်အနေနဲ့နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ် နှလုံးယောဂါဆိုတာစီးကျိုရှိသူတွေမှာအဖြစ်များတဲ့နောက်ဆက်သွယ်ယောဂါပါစီးကျိုယောဂါရှိတာချင်းတွေ့ရင်တော့မျိုးသမီးတွေကဖြစ်နိုင်ခြေလေးစပုံများပြီးတော့အမျိုးသားတွေကနှစ်စပုံများပါတယ်ဒါအပြင်နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်းအမျိုးသမီးတွေမှာရလမကောင်းတတ်ပါဘူးဒါအပြင်စီးကျိုရဲ့တခြားနောက်ဆက်သွယ်ပြဿနာတွေဖြစ်တဲ့အမြင်အာရုံထိခိုက်တာကြောက်ကတ်ထိခိုက်တာစိတ်ကြယောဂါတွေလည်းပိုဖြစ်တတ်ပါတယ်နံပါတ်1အချက်အနေနဲ့မိမကိုနဲ့ဇီလန်ချောင်း ပိုးဝင်နိုင်ခြေပူများပါတယ်။အမျိုးသမီးတွေကဘဝမှာတစ်ချိန်တစ်ခါလောက်တော့မိမကိုပိုးဝင်တတ်ကြပါတယ်။ဒါပေမဲ့စီးကြိုရှိတဲ့အမျိုးသမီးတွေကတော့ပိုးပြီးဖြစ်နိုင်ခြေပူများပါတယ်။အထူးသဖြင့်တွေးတဲ့တကြားတဲ့များလို့ရင်ပေါ့။စီးလန်းချာပိုးဝင်တာကလည်းဒီလိုပါပဲ။အမျိုးသမီးတွေရဲ့တဝက်လောက်ကဘဝတစ်လျှောက်မှာစီးပိုးတော့ဝင်မှုကြပါတယ်။စည်းကြိုရှင်တော့ပုံပြီးဖြစ်နိုင်ခြေများပါတယ်အဓိကကတော့တွေးတင်းကြတာတက်နေရရဲ့ တွေးလည်ပတ်မှုမကောင်းတော့ပိုးတွေကိုပုံမှန်လူလိုမတိုက်ထုတ်နိုင်တာကြောင့်ဖြစ်ပါတယ်။နောက်တစ်ချက်ကစည်းကြိုကြောင့်အာယုံကြောတွေထိလာခဲ့ရင်စည်းရင်ကစည်းကိုကောင်းအောင်မသွားနိုင်တော့ပါဘူး။ဒါဆိုရင်လည်းပိုးတွေပွားဖို့လွယ်ပါတယ်။မိမကိုပိုးဝင်တာစီးပိုးဝင်တာတွေကိုကာကွယ်ဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကတွေးတွင်းတရားဓာတ်ကို တေချာထိန်းဖို့ပါပဲ။ဒါ့အပြင် ရေမြများတောက်မယ်၊ချီသားအသွင်းငံဝင်မယ် ဈေးအောက်မထားပဲပုံမှန်သွားပြီးမဲ့ဆိုရင်အထိုင်းလျောက်တော့ကောက်ွက်ပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်3အချက်အနေနဲ့ယာတီဆဝမ်းကို အပြောင်းလဲဖြစ်စေနိုင်ပါတယ်။ရာဒီမလာခင်နဲ့လာနေတဲ့ရက်တွေမှာဟော်မုန်းအပြောင်းလဲဖြစ်တာကြောင့်တွေးတွင်းတကြားဓာတ်ကိုထိန်းရခက်တတ်ပါတယ်။ဒါအပြင်ရာဒီရက်ရှည်တာ၊ရာဒီတွေးစင်းများတာ၊ရာဒီလာခဏီးတွေမှာဟိုဟိုဒီဒီစားချင်တာတွေကြောင့်ဈေးချိုထိန်းရဖို့ခက်နိုင်ပါတယ်။ ဒါကြောင့်ယာဒီလာခဏီရက်တွေနဲ့ယာဒီရက်တွေကိုတွေးရင်းကြားတက်ကို ပုံမှန်စစ်ဆေးပါ။အီဆူလင်ထိုးနေရဆိုရင်လည်းပိုသတိထားပါ။ယာဒီရက်တွေမှာအပေါ့စားလေးချင်ကန်တွေလို့အာဟာရပြည့်အောင်စားပြီးအေးအေးဝဝအိပ်ဖို့လည်းလိုပါတယ်။နံပါတ်၄အချက်အနေနဲ့တော့လေမှုဘွားမှာအပြောင်းလဲဖြစ်နိုင်ပါတယ်။စီးကျိုယောဂါကြောင့်လင်းစိတ်နေတာမပျော်တော့တာတွေဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာမိမကိုခြောက်တွေ့တာကြောင့်အတူနေတဲ့အခါအဆင်မပြေတာနားတာတွေဖြစ်တတ်ပါတယ်။ဒီလိုလင်ကိစ္စတွေမှာအဆင်မပြေဖြစ်ရတာကအယုံကြောတွေထိခိုက်တာ တွေးလည်ပတ်မှုမကောင်းတာတောက်နေတဲ့ဇီဝတွေရဲ့ဘေးထွက်ဆိုးကျိုးကိုယ်ဝန်ဆောင်ချိန်နဲ့သွေးဆုံးခန့်နည်းအချိန်မှာဖြစ်တတ်တဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ဆရာဝန်နဲ့ပြန်တိုင်ပင်ဖို့လိုပါတယ်။ဈေးတွေကြောင့်ဆိုရင်ဈေးတွေကိုအပြောင်းအလဲလုပ်နိုင်ပါတယ်။ မိမကို၆တွေ့တာအတွက်ချောစီ၃တာလင်းစိတ်ပြန်လည်ရရှိဖို့လေ့ကျင့်ခန်းလုပ်တာ စတဲ့နီးလန်းတွေရှိပါတယ်။အမှတ်၅အချက်အနေနဲ့ကတော့တရေသားနီးတွေကိုရွေးချယ်တဲ့အခါဇီးကျိုယောဂါကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ကိုဝင်မလို့ခြင်းသေးတဲ့အခါဒါမှမဟုတ်ဇီးကျိုတက်နေလို့ကိုဝင်ယူဖို့အဆင်သင့်မဖြစ်သေးတဲ့အခါတရေသားနီးနီးလန်းတစ်ခုခုကိုသုံးဖို့လိုပါတယ်။တရေသားနီးလန်းတွေကတော့သိကြတဲ့အတိုင်းအများကြီးရှိပါတယ်။ တောက်ဆေးတွေထိုးဆေးတွေတအိမ်ထဲပစ္စည်းထဲတာလက်မအောင်ပစ္စည်းထဲတာဂွန်ဒုံစသဖြင့်ရွေးချယ်စရာတွေရှိပါတယ်။ဘာကိုသုံးမလဲဆိုတာကတော့ကို့မှာတခြားဘာယောဂအခန်းတွေရှိလဲလက်ရှိမှာဘာဆွေးတွေတောက်နေလဲကို့အတွက်ဘာနီလန်းကပိုအဆင်ပြေမလဲစတာတွေပေါ်မူတည်ပြီးရွေးရမှာဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့ကိုဝင်ဆောင်ချိန်မှာစည်းကြိုကြောင့်ကလေးမထိခအောင်တတိထားဖို့လိုပါတယ်။စည်းကြိုရှိတဲ့အမျိုးသမီးတွေကကိုဝင်ယူမယ်ဆိုရင်ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။ စည်းကြိုယောဂါကြောင့်ကိုယ်ဝင်ရဖို့ခက်ခဲနိုင်တယ်လို့တွေးတဲ့တရားဓာတ်ကိုမထိန်နိုင်တဲ့အချိန်မှာကိုယ်ဝင်ရသွားခဲ့ရင်ကိုယ်ဝင်စိတ်တက်တာကလေးရပေါင်ချိန်များလုံးတာကိုယ်ဝင်ပြက်တာကလေးအသေးမွေးတာတွေဖြစ်တတ်ပါတယ်။ဒါ့အပြင်ကလေးရဲ့ကိုရင်းအင်္ဂါတွေကကိုယ်ဝင်ပထမနှစ်လမှာဖွံ့ဖြိုးတာဆိုတော့အဲ့ဒီအချိန်မှာတွေးတဲ့တရားဓာတ်ကိုသေချာမထိန်နိုင်ရင်ကလေးမှာမွေးရပါချွေးချက်တွေပါလာနိုင်ပါတယ်။ဒါကြောင့် ကိုယ်ယူမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးသွေးတင်းတရားတက်ကိုတေချာထိန်းဖို့လိုပါတယ်။ကိုယ်ဝင်ဆောင်နေချိန်မှာလဲလိုအပ်တဲ့ကုသမှုတွေခံယူတာအာဟာရပြည့်ဝအောင်စားတာအပေါ့စားလေ့ကျင့်ခန်းတွေလုပ်ပြီးသွေးတင်းတရားတက်ကိုထိန်းဖို့လိုပါတယ်။နောက်ဆုံးနမခွန်အချက်အနေနဲ့ကတော့သွေးဆုံပြီးချိန်မှာပုံပြီးယူဆိုင်ဖို့လိုပါတယ်။သွေးဆုံးပြီးပြီဆိုရင် အမျိုးသမီးတွေမှာအစ်စထရိုဂျင်တော်တော်ဟောင်းနေသွားပါပြီ။ဒီလိုဟော်မုန်းအပြောင်းအလဲကတွေးရင်တကြတာအတကြကိုဖြစ်စေနိုင်ပါတယ်။ အပြင်သွေးဆုံးပြီးရင်ဝါလာတက်တော့စီးကျိုဆေးတွေအင်ဆူလင်တွေလည်းပိုလိုလာနိုင်ပါတယ်။ရှင်းတင်းဖိနှိမ်ဖြစ်တာမြားဘက်ဆိုပူပြီးအိမ့်မြတာတွေကြောင့်စီးကျိုထင်ရခက်တတ်ပါတယ်။သွေးဆုံးပြီးဖြစ်တဲ့အတွက်မိမကိုခြောက်တွေ့ပြီးအသူနေတဲ့အခါအခက်ခဲဖြစ်တတ်ပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြင်းရလဲသွေးမဆုံးခင်ကထက်ပိုတက်လာတာကြောင့်ပိုပြီးဂိူးဆိုင်ပူလိုပါတယ်။ဒီတော့သွေးဆုံးပြီးဆိုရင် စီးကျိုထင်ရတာပိုခက်ခဲလာနိုင်တဲ့အတွက် စီးကျိုဆေးကိုအတိုးလျှော့လုပ်ဖို့လိုသလိုကိုယ့်ဘက်ကလည်းအနေအထိုင်အစားအသောက်စင်ကျင်ဖို့လိုပါတယ်။